ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Coach Pope ရဲ့ပတ်စဉ်တင်ဆက်ပေးနေကြပရာလောကကြောင်းဒစီတဆောင်ဆိုတဲ့စီစဉ်လေးကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးသောမယ့်အကြောင်းလေးကတော့ဒါကျွန်တော်ကိုယ်တိုင်မဖဲဝါနဲ့တွေးခဲ့ရတဲ့အကြောင်းလေးပေါ့နော်ကျွန်တော်ကိုယ်တိုင်နှလုံးနဲ့တက်အပ်မြင်ခဲ့ရတဲ့အဲမြင်ကွင်းတစ်ခုပေါ့နော်အဖြစ်အပျက်တစ်ခုပေါ့အဲ့ဒါလေးကိုကျွန်တော်ပြောပြပေးချင်ပါတယ်ဒီတော့စောင့်ဝင်စားတယ်ဆိုရင်ကျွန်တော်လည်းတို့ဗီဒီယိုလေးကိုသုံးတိလိုက်ပါကြည့်ရှုရင်းနဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့ကိုလည်းတောင်းဆိုလိုက်ပါတယ်ခင်ဗျာ ဒီဖြစ်ပျက်လေးပေါ့နော်ဒါဟိုးလွန်ခဲ့တဲ့2016ခုနှစ်လောက်ကဖြစ်ခဲ့တဲ့အဖြစ်ပျက်လေးပေါ့နော်အဲဒီဖြစ်ပျက်လေးကိုကျွန်တော်မဖဲဝါနဲ့တွေ့ခဲ့ရတဲ့အဖြစ်ပျက်လေးကိုကျွန်တော်ပြန်ပြီးတော့အဲဟောတာပရိသတ်တွေတို့ sharing လုပ်ပေးတာပါအဲ့တော့ကျွန်တော်ဘယ်မှာတွေ့ခဲ့တာလဲဆိုတော့ကျွန်တော်တို့ဒီရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ပေါ့နော်ကျွန်တော်တို့ဒီမန်လေးကနေဆိုလို့ရှိရင်သူကမိုင်120လောက်တော့ဝေးတယ်ပေါ့နော်ဒီမန်လေးလာရှိုးလမ်းမကြီးပေါ်မှာရှိတဲ့တီဘောမြို့လေးပေါ့ ် IT ဘောမျိုးလေးကတော်တော်လေးလဲတာယာပါတယ်တော်တော်လေးလဲနေကျင်စရာကောင်းပါတယ်ကျွန်တော်အလွန်ခဲ့တဲ့2016ခုနှစ်ကတီဘောကိုရောက်ခဲ့တုန်းကပေါ့နော်မဖဲဝါနဲ့ကြုံတွေ့ခဲ့ရတဲ့မဖဲဝါလို့ပဲကျွန်တော်ကတော့ဒါယူဆရတယ်ပေါ့နော်မဖဲဝါနဲ့တွေ့တယ်လို့ကျွန်တော်ယူဆလို့ဒါကျွန်တော်ဒီမဖဲဝါလို့ကျွန်တော်နာမည်တက်ပြီးတော့ဒီပရာလောကကြောင့်တစ်စိတ်တစ်တောင်းစီစဉ်မှာကျွန်တော်နဲ့မဖဲဝါဆိုပြီးတော့ကျွန်တော်ပြောမှာဖြစ်ပါတယ်အခုနောက်ပေါ့နော်ကျွန်တော်ပြောခဲ့တဲ့တီဘောမျိုးကနေပြီးတော့ခုနှစ်မိုင်လောက်သွားလိုက်ရင်တောင်တစ်ခုရှိရဗျ ။နောက်ဒီဘောနေလာမယ်ဆိုလို့ရှိရင်သူကအဲ့တောင်ပေါ်ရွာကိုအရင်ရောက်တယ်ဗျာ။ပြီးတော့မှသူတို့အောက်ကိုဆင်းသွားတယ်။သူတို့ဒဲအိုးပုံစံလိုပေါ့နော်။တောင်ကြီးမှာလည်းရွာတွေဟာရှိတယ်။အဲ့ဒီမှာကျွန်တော်ကကြောင်မိုင်းရှိတာပေါ့။ကြောင်မိုင်းတွေကြောက်တွေလုံးတယ်။ကြောင်မိုင်းရှိတယ်ပေါ့နော်။အဲ့မှာကျွန်တော်နေတာကတော့အဲ့ကြောင်မိုင်းမှာပေါ့နော်။ဒါကျွန်တော်တငယ်ချင်းနဲ့ခုကျွန်တော်တငယ်ချင်းကအဲ့ဒီကြောင်မိုင်းမှာကားသူကပိုင်တာပေါ့နော်။ကျွန်တော်တဲ့တဲ့ပေါ့နော်ဖောကားကြီးတွေကြောက်တဲ့ကားကြီးတွေသူကဒီကိုယ်တိုင်မောင်းတာပေါ့နော်အဲကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်အဲ့ဒီဘောနဲ့ခုနှစ်မိုင်ဝေးတဲ့ ကြောင်ပိုင်းကြောင်ပိုင်းလုတ်တဲ့ရွာလေးပေါ့နော်အဲရွာလေးကိုကျွန်တော်ရောက်သွားတော့ကကြုံရတဲ့ဖြစ်ပျက်လေးတခုပါအဲတော့အဲ့ချိန်တုန်းကကျွန်တော်တို့ကလည်းလူငယ်တွေဆိုတော့တည့်ရတိုင်းပဲရောက်ရနေရတော့ကျွန်တော်တို့ကပျော်ပျော်နေကြတာပေါ့နော်အဲလူငယ်တဘာဝအပျော်ပါရှိတာပေါ့နော်အပျော်ပါဆိုလို့လည်းဟိုတခြားမဟုတ်ပါဘူးအဲကျွန်တော်တို့တွေအဲခြေပေးရှိတယ်ခြေရှိတယ်ရှားရှိတယ်စသဖြင့်ပေါ့နော်အဲ့ဒါကြီးပဲရှိတာပါအဲ့တော့ကျွန်တော်အဲ့ကြောင်ပိုင်းမှာနေတော့ကြတော့ကျွန်တော်တို့ဒီကားသမားတွေ အဲ့ဒီကြောင်ပိုင်းမှာရှိတဲ့ကားသမားတွေနေဖို့ရာအဆောင်လေးတွေရှိတယ်ဗျာနော်အဆောင်လေးတွေရှိတယ်အဲ့ဒီအဆောင်လေးမှာကျွန်တော်တို့ကဒီကြောင်ပိုင်းကကားသမားတွေအကုန်လုံးစပယ်ယာတွေရောပေါ့အကုန်လုံးကဒီကြောင်ပိုင်းမှာပဲအကုန်လုံးကအဲ့ဒီအဆောင်လေးမှာပဲနေကြတာပေါ့နော်အဲ့မှာပဲကပ်ပြုတ်စားတော့ကြပေါ့ကျွန်တော်တို့နေတဲ့ဒီအဆောင်လေးရဲ့အနောက်ဘက်မှာကျတော့သူကရှိုးကြီးတစ်ခုရှိတယ်ဗျာရှိုးကြီးစင်ဟိုပါပြတ်သွားတယ်ရှိုးကြီးဒါပေမဲ့အဲရှိုးကြီးကိုကျွန်တော်တို့ကကြော်ပြီးဆိုလို့ရှိရင်ခုနပြောတဲ့တောင်ပေါ်ရွာကိုကျွန်တော်တို့ရောက်တယ် တောင်ပေါ်ရွာကိုကျွန်တော်တို့သွားလို့ရတယ်။အခုကျွန်တော်ကြောင်မိုင်းကနေကြောက်တဲ့မဲ့ကားကြီးတွေကလည်းသူတို့ကတက်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ရွာကျွန်တော်တို့ကြောင်မိုင်းရဲ့ဘေးကရွာလေးကနေကက်ပြီးတော့အဲတောင်ပေါ်ကိုတက်ပြီးတော့မှသူတို့တီဘောတို့ပါလေသွားတာ။လမ်းဆုံးရှိရပါတော့။အဲကနေဒီဟိုဘက်ကိုနံမတူကိုလည်းတတ်သွားလို့ရတယ်ပေါ့နော်။အဲလမ်းပေါ့နော်။အဲလမ်းကိုရောက်တယ်။အဲတော့ကြာအဲတောင်ပေါ်ရွာကသူကနည်းနည်းလေးကိုတောင်ကျေးရွာတဲ့ဆိုင်ကျွန်တော်ကြောင်မိုင်းဘေးကတောင်ကျေးရွာတဲ့ဆိုင်သူကတော်တော်လေးတော့တိုးတက်တယ်လို့ခေါ်မှာပေါ့ခွန်ပြိုးတယ်လို့ခေါ်မှာပေါ့ ကျွန်တော်တို့လိုချင်တဲ့ပစ္စည်းလေးတွေဝယ်ချင်တဲ့ပစ္စည်းလေးတွေဆိုလို့ရှိရင်တော်တော်များများစုံပါတယ်အဲ့ရွာမှာဝယ်လို့ရပါတယ်အဲ့ဒါဘုဒ္ဓတာနေနဲ့ပြောပြပါတော့အဲ့တော့ကျွန်တော်ခုနကပြောခဲ့တယ်လို့ပဲပေါ့နော်ဒီလူငယ်တဘာဝပျော်ပါဆိုတာဘာလို့လဲဆိုတော့ကျွန်တော်ကအဲ့တောင်ပေါ်ရွာကိုဗီဒီယိုသွားကြည့်တာဗျဗီဒီယိုဗီဒီယိုယုံရှိတယ်ရွာမှာဗီဒီယိုသွားကြည့်တာပေါ့နော်အဲ့ကျွန်တော်တို့ကအဲ့ညဆိုလို့ရှိရင်အဲကျွန်တော်တို့အချိန်ရရတယ်ပေါ့ပြင်းတယ်ဆိုလို့ရှိရင်တောင်ပေါ်ကရွာကိုတက်ပြီးတော့ကျွန်တော်ဗီဒီယိုတွေပါတွေသွားကြည့်ကြတာပေါ့နော်ဗီဒီယိုယုံသွားကြည့်ကြတာတကယ်ချင်းနေနဲ့ ိုင်းမှာကျွန်တော်တို့တညကြတော့ခုဒီမဖဲဝါနဲ့ကျွန်တော်တွေးမဲ့ညတွေးရမဲ့ညပေါ့နော်မဖဲဝါနဲ့ကြုံရမဲ့ညကြတော့ကျွန်တော်ဗီဒီယိုသွားကြည့်တယ်အိုင်းနေညကိုတငယ်ချင်း၃ယောက်ပါတယ်ပေါ့နော်ဗီဒီယိုရုံမှာကြည့်တယ်အဲ့လိုကြည့်နေရင်လည်းဗျာကျွန်တော်တို့ဗီဒီယိုကလည်းဟိုပြောလို့ရှိရင်တိတ်ပြီးတော့စိတ်ဝင်စားစရာတော့မကောင်းပါဘူးအာကျွန်တော်တို့ကလည်းဒါဗီဒီယိုကြည့်နေတာနည်းနည်းပါအာတောင်ပေါ်ကကျွာကောင်းမလေးတွေရှိုးရင်းနေပေါ့အဲ့ချိန်ကတော့ ဟိုလူပြိုပေါက်တွေငငယ်လေးဆိုတော့အာကောင်မလေးတွေနဲ့အရင်နေနေနေတယ်စကားပြောတယ်အဲကျွန်တော်တို့ဘာပဲဖြစ်ဖြစ်လူငယ်တဘာဝဆိုတော့လေခုနကျွန်တော်ပြောသလိုပါပဲဖြေရှည်တယ်ပေရှည်တယ်လေးရှည်တယ်အားရပဲရှည်တာပါအိုင်းနေမှာတွားကြည့်တဲ့ရုပ်ရှင်ယုံကမကောင်းဘူးပေါ့နော်ဗီဒီယိုကမကောင်းမကောင်းတော့ကြတော့ကျွန်တော်၃ယောက်တွားကြတငယ်ချင်း၃ယောက်တွားကြတာအဲကျွန်တော်တငယ်ချင်း၃ယောက်ကျွန်တော်တငယ်ချင်း၃ယောက်တွားရတဲ့မှာ၂ယောက်ကသူတို့က ်ပြန်တော့မယ်တဲ့ဗီဒီယိုမကောင်းဘူးပေါ့နော်သွားတော့မယ်တဲ့ခုပြန်ရအောင်လို့ခေါ်တော့ကျွန်တော်ကလည်းအဲဗီဒီယိုစိတ်ဝင်သွားတာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့ဗီဒီယိုယုံမှလာတဲ့ကောင်မလေးနဲ့ဆိုင်လေလေကြောတဲ့နေတော့ကြတော့ကျွန်တော်လည်းမပြန်ကျင်သေးဘူးယုံပြီးမှပဲပြန်တော့မယ်အေးမင်းတို့ပြန်ကျင်ပြန်လို့ငါနေခဲ့မယ်လို့ကျွန်တော်ပြောလိုက်တာပေါ့နော်ဒီကောင်လေးဟိုအလောက်ကိုပြန်သွားတာပေါ့စေနာကြီးကြောကြောလောက်ကိုသူတို့ပြန်သွားကြတယ်သူတို့ကပြန်သွားကြအောင်ပြန်သွားကြပြီးတော့ကျွန်တော်လည်း ဗီဒီယိုရုံဆိုတော့ကောင်းပါလေမိန်းကလေးဆိုလဲသူကမုံနေပါလေပါတာဟုတ်ဗျဘာမှပူစရာမလိုဘူးလေဒါသူတို့နဲ့ပလဲနံတင်ကျွန်တော်မုံတောင်စားရသေးတယ်အဲ့တော့မုံစားကြရင်းနဲ့စကားပြောရင်းနဲ့ပေါ့ဗျာဗီဒီယိုရုံပြီးမှကျွန်တော်လဲပြန်ဒါပေမဲ့အိုက်ဆက်ကလည်းဗီဒီယိုရုံပြီးတဲ့အချိန်ကြတော့17လောက်ရောက်သွားပြီညာ17လောက်ကြီးရောက်သွားပြီနော်အော်ညာ17ကြီးထိုးသွားတော့လေဗျာဟိုရွာတွေဆိုတော့တချို့အိမ်တွေကအဲ့တောင်အိမ်ကုန်ညာတော်တော်လေးတိတ်ဆိတ်သွားဘူးဘူးမှလည်းမရှိတော့ဘူးနားမမှာခွေးပဲရှိတော့တယ် ရွာထဲမှာလည်းဘယ်သူမှမရှိကြတော့ဘူး။အဲ့ဒီဒီခုဗီဒီယိုကြည့်တဲ့ရွာကလူတွေကလည်းတို့ရင်တို့ဝင်ပြီးအိတ်ကြတော့မှာပဲ။ကျွန်တော်ကတော့ဟိုတောင်အောက်တီဆင်းရမှာပေါ့နော်။အဲ့ကြတော့ကျွန်တော်တောင်အောက်တီဆင်းရမှာဆိုတော့အဲ့ဒီတုန်းကတော့ဗီဒီယိုတူတူကြည့်ခဲ့တဲ့ကျမ်းမာလေးတွေကတို့တို့ဒီတောင်အောက်ကိုကျွန်တော်မဆင်းရဘူးဆိုလို့ရှိရင်ပေါ့နော်။အဲ့လိုကျိုးတဲ့ကိုမတော်တော့ဘူးဝမ်းဖြစ်ဘူးဆိုလို့ရှိရင်အစ်မပြေဘူးဆိုလို့ရှိရင်တို့အိမ်မှာတညအဝါဖြစ်ပေါ်တဲပေါ်နော်တညနေလိုက်မနှက်ကြမှာပဲပြန်ဆင်းပေါ်အဲ့လိုမျိုးပြောတာ ဒါမှလည်းကျွန်တော်လည်းသိရတဲ့အတိုင်းပဲဒါကိုတ냐အိပ်ပြီးလို့မနှက်ကြသူတို့ယူဆိုလို့ရှိရင်ကျွန်တော်တိုင်ပတ်နေမှာဆိုလို့ကျွန်တော်လည်းတော်ပါပြီလို့ဟိုအန်ရဖြစ်မလားမဖြစ်မလားဆိုတာထပ်ပေါ့နော်ကိုလုံးချင်တာတခုကိုဖြစ်အောင်လှုပ်လိုက်တယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်တခုပေါ့တော့အဲ့လိုမျိုးပေါ့ဘာအန်ရမှထည့်ပြီးမတွေးတတ်ဘူးပေါ့နော်အန်ရကျွန်တော်ကဆင်းမယ်လို့အဲ့မှာကျွန်တော်တောင်းအောင်ကိုဆင်းတော့ပေါ့နော်ကျွန်တော်ကဒါညသွားတာဆိုတော့ကျွန်တော်ကလက်နိုင်တမီရတော့တယောက်တစ်ချောင်းစီပါတာပေါ့ဓမီတစ်ခုစီပါကြတယ်ကျွန်တော်မှလည်းလက်နိုင်တမီပါတယ် ရနိုင်တမီပင်ကိုကျွန်တော်တို့အဲ့တော့ကကျွန်တော်ငငယ်တုန်းကတော့အဲ iPad data တွေလည်းတွားတာတပိုင်းပေါ့ iPad data မှမဟုတ်ပါဘူးကျွန်တော်ဘဲသွားတော့ဘာလုံးဆိုငငယ်တုန်းကအဲ့တော့ကကျွန်တော်လူပါလဲဒါအဲ့တော့ကကျွန်တော်လူပါလဲလူငယ်ပဲဆိုတော့ငယ်သေးရဆိုတော့အဲ့ဓာပေါ့ဗျာဓာပါပဲဓမြောင်လူပါလဲငယ်တုန်းဆိုတော့အဲ့လိုမျိုးဓာလေးတွေသဘောကျတော့ကြတော့ကိုကလည်းရှောက်သွားတာဆိုတော့အဲ့လိုမျိုးလေးဓာလေးပါဖြစ်တာပေါ့နော်ကျွန်တော်တည်းမှာအိုင်းနေညာကျွန်တော်လက်နေတမီရယ်ကျွန်တော်ဓမြောင်တစ်ချောင်းရယ်ပါတယ်ပေါ့ဗျာ အဲ့လိုပါတယ်။ပါပြီးတော့ကျွန်တော်စင်းလာပါဘောနော်။တောင်ပေါ်ကနေပြီးတော့ကျွန်တော်ခုနပြောတဲ့တောင်အောင်ရွာရောက်မယ်။တောင်အောင်ရွာဘေးမှာမှကျွန်တော်တို့ကြောက်မိုင်းရှိတာဟုတ်။အဲ့လိုမျိုးကျွန်တော်စင်းလာတယ်ဘောနော်။အဲ့မှာကျွန်တော်ပြန်စင်းတော့ကြတော့ခုနကျွန်တော်ပြောတဲ့ရှိုးလေးတဲကနေပဲကျွန်တော်ပြန်စင်းတာဘောနော်။ကျွန်တော်သွားတော့ကလည်းခုနပြောလို့ကျွန်တော်တို့ဆောင်နောက်ဘက်ကရှိုးကနေဖြတ်ပြီးတော့အဲ့ရွာကိုသွားတယ်။ပြန်စင်းတော့လေအဲ့ရှိုးလေးကနေပဲပြန်ပြီးတော့စင်းတယ်အဲ့ဒါပို့ပြီးတော့မြန်တယ်ပေါ့နော်ဟိုဘက်ကဆိုရင်တကွေးတစ်ပတ်ကြီးတွားတော့မလို့ ိုက်ရှိုထဲမှာသူဟာဟွာပေါ့တောင်အိုက်တောင်ပေါ်ရွာတုံးတဲ့ရေထွက်ဆန်းလေးတခုရှိရဗျရေထွက်ဆန်းပေါက်လေးတခုရှိတယ်သူဟာအဲ့ရေထွက်ဆန်းလေးကိုကျွန်တော်တို့ကအောက်မှာကျွန်တော်တို့ကကံပေါင်လေးလုပ်ပေးထားပါတော့ဒါအီဟိုလိုအကြီးတော့မဟုတ်ဘူးပေါ့အဲ့အဲ့ရွာဘုံကျောင်းကသူဟာဘုံကြီးကအကူကြီးတောင်းတာနဲ့ကျွန်တော်တို့ဒါလှူအားပေးခဲ့ရသေးရပေါ့နော်အိုက်ကန်လေးရှိတယ်မြေမြေသားတမန်နဲ့ပေါ့နော်အဲ့ရေထွက်ဆန်းလေးကိုတမန်လေးရေကန်ပေါ့အရိကန်တို့တောင်ပေါ်ရွာဟာတွေတုံးကြတာပေါ့နော် ကျွန်တော်အနဲ့ဆင်းလာတာလက်နေတမီလေးနဲ့ဇနေတမီလေးထိုးပြီးတော့ဆင်းလာပြီးတော့အဲ့ဒီချိန်ကသူကစောင်းလွင်းဆိုတော့မြောက်လေးလေးကလည်းတူးပူးနဲ့တဝီဝီနဲ့ကြာပြီးကျွန်တော်ဆင်းလာတာအဲ့လိုဆင်းလာတဲ့ချိန်အဲ့ရေကန်လေးနားလေရောက်ရောအဲ့တိုက်နေတဲ့လေးလေးကရုတ်တရက်ကြီးငြိမ်သွားတယ်ဘလို့ဖြစ်လို့ငြိမ်လာလဲတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်သတိထားမိလိုက်တော့ဗောနော်တဝီဝီနဲ့လေးလေးတိုက်နေနေလို့ရုတ်တရက်ကြီးငြိမ်သွားတာငြိမ်သွားတော့ဟာ တခုခုတော့တခုခုပဲအဲကျွန်တော်လဲဘာလဲဖြစ်ဖြစ်တော့လမ်းသွားနေရင်းနဲ့ဒီလိုကြီးတော့အဲ့လိုကြီးလေးငိမ့်သွားတော့ကျွန်တော်လဲသတိထားမိတာပေါ့သတိထားပြီးတော့ဘာပဲဖြစ်ဖြစ်မျက်လုံးကဘေးဘီဝဲရအောင်ကျွန်တော်ရောက်သွားတာပေါ့ဓာမီလေးတစ်လက်နဲ့ဆိုတော့အဲ့မှာကျွန်တော်ထိုးဓာမီထိုးကြည့်လိုက်တော့ကြာအဲ့ရေကန်ဘေးမှာ မိန်းမတယောက်ပေါ့နော်အဲ့မိန်းမတယောက်ကထမိန်အဝါယူဝက်ထားတယ်ဗျသဘင်လဲဖားရချထားပေါ့နော်ထမိန်အဝါနဲ့သဘင်ဖားရချထားတယ် ိုင်မဲ့သူ့ပုံစံဟိုလိုမျိုးဘိုးတိဘတ်တီတော့မဟုတ်ဘူးဗျာကျွန်တော်တို့ဒါအခုကျွန်တော်တို့ကဒီရှမ်းမြောက်မှာရောက်နေတာဆိုတော့ဒါဟိုလိုမျိုးပေါ့ရှမ်းရှမ်းလူမျိုးမျိုးသမီးတယောက်ထင်တာပေါ့နော်ကျွန်တော်ကဒိုင်မဲ့ကျွန်တော်ခေါင်းထဲမှာအဲ့ချိန်မှာကြာဟောဒီလိုချိန်ည7:00နာရီလောက်ကြီးဘောနော်ဟောမိန်းကလေးတယောက်ကဘာလို့ဒီလိုညာကြီးမှာတယောက်တည်းရှိနေရတာလဲဆိုတဲ့တို့ရခေါင်းထဲမှာဝင်သွားအဲ့လိုတို့ဝင်ရင်းနဲ့ပေါ့နော်ကျွန်တော်လက်နိုင်တမီးကသူ့ဘက်ကိုထိုးထားတော့ကြတော့ ဒါသူကလည်းသိတယ်ဒါကျွန်တော်လမ်းနိုင်တမီထိုးလိုက်တယ်ဆိုတာကိုသူကလည်းသိတယ်အဲဒီချိန်မှာကျွန်တော်ဘက်ကိုလှဲ့ကြည့်တဲ့အချိန်မှာမျက်နှာကြီးကဘြောင်ကြီးဘာမှမပေါ့လုံးဝကြောင်ချောကြီးဟာလုံးဝမျက်နှာကြီးကဘာမှမပေါ့ဘြောင်ချောကြီးမျက်လုံးတွေလည်းမျက်လုံးလည်းမပေါ့နှာခေါင်းလည်းမပေါ့ဘဆက်လည်းမပေါ့ဘြောင်ကြီးကျွန်တော်မျက်လုံးနဲ့တက်အပ်မြင်ခဲ့ရတာပေါ့နော် ဟာပြောင်းလုံးဝလုံးဝလုံးဝမပါဘူးဒီကြားတဲ့ကျွန်တော်ကျွန်တော်လက်နဲ့တမီထိုးလိုက်တော့ तू ကကျွန်တော်ဘက်ကိုလှဲ့ကြည့်ပြီးတော့ကျွန်တော်လက်ရခေါ်တာဟာကျွန်တော်လုံးဝကိုခေါင်းနှပန်းကြီးသွားပြီးတော့ဘာမှကိုကျွန်တော်အော်ကိုမအော်နိုင်တော့ဘူးစိတ်ထဲမှာလည်းဘာမှအဝမရှိတော့ဘူးတခါတည်းအဲ့နေရာနေတကြိုးတည်းကျွန်တော်လစ်ပြေးတာပေါ့အာလစ်ပြေးတော့လမ်းမှာ အဟိုဟာတွေရှိတယ်ဝေယုံတော်တွေရှိတယ်စူးတွေအကုန်လုံးချင်းမိတာကျွန်တော်တကူလုံးမှာဒံရတန်ချက်တွေကြီးပဲဒါလည်းကျွန်တော်ကလည်းဒါကြောက်လန့်နဲ့ပြီးတော့ကြလဲအဲ့ဒါတွေသတိမထားမိဘူးလေကျွန်တော်ကအဲနောက်ပြီးတော့တကူရှိတာကဒီရေကန်ကပေါ့နော်အပတောင်မော်ရွာနဲ့ပုံနီးတယ်တောင်မော်ရွာတုံးတဲ့ရေကန်ကိုတကယ်တမ်းကျွန်တော်ပြေးမယ်ဆိုလို့ရှိရင်တောင်မော်ရွာပြန်ပြေးမယ်ဆိုတော့ပုံနီးပါတယ်ဒါပေမဲ့လဲကျွန်တော်စိတ်က ကဲကျွန်တော်ဒီကြောင်ပိုင်းရှိတဲ့တောင်အောင်ကျေးရရွာကိုပဲပြေးမယ်ဆိုတဲ့စိတ်နဲ့အဝေးကြီးပဲကျွန်တော်တော့ပြေးခဲ့ရတယ်ညာကြီးကိုလက်နိုင်တံမီလဲကြည်ဟန်ပြေးရကြံခဲ့တာဓမြောင်လဲဘယ်ရောက်တော့မှမသိဘူးဘာမှဘာမှဘာမှကျွန်တော်မှမပါတော့လက်ကြီးပဲပြေးရတာပေါ့နော်ပြေးရတာအဲ့မှာစိုးတွေချက်တယ်ဒဏ်ရာတွေဒဏ်ရာတန်ချက်တွေနဲ့ပြေးရတာပေါ့အဲ့လိုပြေးရရင်နဲ့ရောက်သွားတယ်ရောက်သွားတော့ကျတော့တငယ်ချင်းတွေကအမင်းဘယ်လိုဖြစ်တာလဲပြောငါဒီလိုပဲအဝါကြီးရေလို့ မျက်နှာရဘာမှမပေါဘူးဗျောင်ကြီးလို့ကျွန်တော်ခုနပြောလို့ပေါ့နော်ကျွန်တော်မဖဲဝါနဲ့တွေ့ခဲ့တယ်ဆိုတာဒါမဖဲဝါဘဲလို့တော့ကျွန်တော်ယူဆရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ तू ကဘူတီပတ်တီပုံစံတော့မဟုတ်ဘူးဗျအဲ့တုန်းက तू တပင်ကလည်းတတရရက်ပဲထမိန်အဝါနဲ့ထမိန်ဝါကိုရင်ရှားတာပေါ့နော်ထမိန်အဝါနဲ့အဲ့မျက်နှာကြီးကတော့ဗျောင်ကြီးဗျာနော်မျက်နှာကြီးကအဲ့လိုဗျောင်ကြီးနဲ့ကျွန်တော်မျက်စိနဲ့တက်ကိုတွေ့ဘွားဆိုပေါ်ပြီးမြင်လိုက်ရတာအာကျွန်တော်တတတော့မမေးနိုင်စရာပေါ့နော် အဲကျွန်တော်အဲ့ရောက်တော့ကျွန်တော်ခုကျွန်တော်ခုကြောင်မိုင်းကိုပြန်ပြန်ရောက်တော့ကြလဲနားရကြတော့ကျွန်တော်ဖျားရတယ်ဗောနော်ဖျားရတယ်ဖျားပြီးဒီကိုလုံးမှလည်းဒဏ်ရာရင်းနဲ့နောက်ပိုင်းကျမှဒီကောင်လေးကဒဏ်ရာသွေးပူတော့တော့ကျွန်တော်လည်းပြေးလာတော့ပဲသိမလဲနောက်ပိုင်းကျမှလက်တွေမှာရောခြေထောက်တွေမှာရောဒီစူးချေရာတွေဗောနော်ကျွန်တော်တို့ချေရာတွေရောပွန်းရာတွေရောပဲ့ရာတွေရောဒီကိုလုံးကျွန်တော်လဲတော့မလဲဘူးကျွန်တော်တောက်လျှောက်ပြေးတာအဲဟိုလမ်းမှာတော့ပြက်လဲတာတွေပါတယ်တော့ကျွန်တော်မရှိခဲ့ဘူးပြုတ်လဲတောင်းတောင်း ကျိုတန်းနေဆင်းတာဆိုတော့အဲ့လိုပြုတ်ကြပြီးတော့ဟိုရုပ်ရှင်တွေရဲ့လိုမျိုးကြောက်တုံးနဲ့ခေါင်းနဲ့စောင်းတာတို့အိုင်နာလေးမှာသတိလင့်နေရတော့မရှိဘူးကျွန်တော်ကျွန်တော်နေရကျွန်တော်တော့ရအောင်လို့ကျွန်တော်ပြေးနိုင်ခဲ့တာပေါ့နော်အဲ့လိုမျိုးကြုံတွေ့ရပေါ့ကျွန်တော်ဒါကျွန်တော်တို့အားကြောင့်မလို့ကျွန်တော်ကမဖဲဝါနဲ့တွေ့ခဲ့ရတဲ့အကြောင်းဆိုပြီးတော့ကျွန်တော်ကဒီနေ့ပရာလောကအကြောင်းဒစီတစောင်းဆိုတဲ့စီစဉ်မှာကျွန်တော်ပြန်ပြီးတော့ share win လုပ်ပြပေါ့နော်ဒါပေမဲ့ထူးခြားတာတကူကအဲ့ကျွန်တော်အိုင်းနေညာဖြစ်ခဲ့တဲ့အရာကိုကျွန်တော်ကျွန်တော်တငယ်ချင်းတွေသိတာပေါ့နော် ိုင်းနေရဖြစ်တဲ့အရာကိုကျွန်တော်တငယ်ချင်းတွေကတီတော့ကြတော့နောက်ရကျွန်တော်ပြန်ပြီးတက်တာလာတော့သူတို့ပြန်ပြောတယ်အိုင်းနေညာတဲ့တောင်ပေါ်ရွာမိန်ကလေးတွေပဲတဲ့သူတို့ရေချိုးမလို့ဆိုပြီးတော့တောင်ချီကိုဆင်းသွားကြတာတဲ့သူတို့ချိတယ်တဲ့မင်းအမှန်မှားလို့နေမှာတဲ့အဲ့ဒါဟိုဟာမဟုတ်ဘူးတဲ့တရေမဟုတ်ဘူးတဲ့မိန်ကလေးတွေတဲ့မင်းကြောင်တောင်တောင်နဲ့ညာကြီးမိုးချုပ်ပေါ့နော်ဒီကြောက်စိတ်နဲ့မင်းကြည့်လိုက်လို့အမြင်တွေပါတွေမှားပြီမင်းကမင်းထွက်ပြေးလာတာနေမှာတဲ့အဲ့လိုမျိုးပြောတယ်ပေါ့နော်ဒါအဲ့တောင်ပေါ်ကတောင်ပေါ်ရွာက ရှမ်းအမျိုးသမီးတွေသူရှမ်းမှာဒါပေမဲ့ကျွန်တော်တခုပြောတာကျွန်တော်မြင်ရတာတယောက်တည်းရဲ့ပြီးတော့ဒီလိုညာကြီးညာကြီး10နှစ်7နှစ်လောက်ကြီးကိုကျွန်တော်မြင်ရတာဆိုတော့ဒါကျွန်တော်ပဲအမှန်မှားတာလားကျွန်တော်ပဲဟိုကန်နေနေလို့ပဲမြင်ရတာလားဗောနော်အဲ့ဒါတော့ကျွန်တော်လည်းမတွေးတော့ဘူးဒါပေမဲ့ခုနကပြောသလိုပဲအဲ့ဒီမျက်နှာပြောင်နဲ့ထမိန်အဝါဝက်ထားတဲ့ထမိန်အဝါရင်ရှားထားတဲ့မျက်နှာပြောင်နဲ့အမျိုးသမီးတယောက်ကိုတော့ကျွန်တော်ညာ7နှစ်လောက်ကြီးကိုကျွန်တော်မျက်လက်သိ ကျွန်တော်မျက်လုံးနဲ့တက်အပ်မြင်လိုက်ရတာတော့အဲ့ဒီ feeling ကြီးကတော့ကျွန်တော်အခုပြောပြရင်အခုမျက်လုံးနဲ့မှပြန်ပြီးတော့မြင်တယ်ပေါ့နော်ကြောက်လဲကြောက်ပါလေဒါကတော့ကျွန်တော်ကိုတွေ့ပေါ့နော်ဒါတီဘောဘက်မှာကျွန်တော်ကျွန်တော်တငယ်ချင်းနဲ့လိုက်သွားတုန်းကကြုံတွေ့ရတယ်ပေါ့နော်မဘဲဝါနဲ့ကြုံတွေ့ရတဲ့အဖြစ်ပြက်လေးတွေပေါ့မဘဲဝါကြီးနဲ့ကျွန်တော်ပတ်ပင်တိုးခဲ့တယ်လို့ပဲကျွန်တော်ကတော့စိတ်ထဲမှာမှတ်ပါတယ်အဲ့လိုမျိုးထင်ပါတယ်ဒါလည်းသူကနေသူတိုက်ဆိုင်တော့လေ ကျွန်တော်ပဲပြန်နေတာလားသူနယ်ပဲပြန်ဆက်တာလားစသဖြင့်ပေါ့နော်ဟိုပရာလောကဆိုတာလဲတွေးကျင်နိုင်တွေးလို့မရပါဘူးပရာလောကဆိုတာလဲဆက်တွေ့ကျင်နိုင်ဆက်တွေ့လို့မရဘူးပေါ့နော်ကျွန်တော်ရှေ့တုန်းကပြောခဲ့တယ်လို့ပဲအခြေအနေဒီအများကြီးကြုံမှသာတွေ့ရတာပါအဲ့တော့ကျွန်တော်ဒီကနေ့စီစဉ်လေးကိုတော့ဒီနေ့ဒီမှာပဲရလိုက်ပါမယ်ခင်ဗျနောက်တစ်လဲကျွန်တော်ရဲ့ကိုရီပရာလောကဖြစ်ရတယ်ဘောနော်ဒီပရာလောကကြောင့်တစ်စိတ်တစ်လောင်းဆိုတဲ့စီစဉ်လေးမှာအပတ်စဉ်ကြီးရှုနိုင်ပါတယ်ခင်ဗျအခုကျွန်တော်တို့ channel ကနေဒီနေ့မြဗီဒီယိုတိုင်းကိုလည်းကြီးရှုနိုင်မှုတို့ ကျွန်တော်တို့ Voicebook ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုရင်းနဲ့နောက်တဲ့အစီအစဉ်ကောင်းနေတဲ့သူကျွန်တော်တို့ပြန်တွေ့ကြပါအောင်မယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်